ဈေးကြီးပေးရပေမယ့်အစားအသောက်ကအစား customer service အဆုံးအဆင်မပြေတာကြောင့် bad review များနေတဲ့မေမြင့်မိုးရဲ့ပုဂံမျိုးသူဟိုတယ်ပြည်သူများလုံးမဲမင်္ဂလာပေါင်းမာတပန် page ကနေချွတ်ဆိုလိုက်ပါတယ်တင်းဆောင်မေမြင့်မိုးရဲ့ပုဂံမျိုးသူဟိုတယ်ကအခုလက်တလုံး online ပေါ်မှာ bad review များနေတာကြောင့်နာမည်ပြတ်ထွက်ပေါ်နေတာဖြစ်ပါတယ်တင်းဆောင်မေမြင့်မိုးကအစပိုင်းမှာတော့ MRTV4 မင်းသမီးတစ်လက်အနေနဲ့ရက်တည်ခဲ့ရပြီးတဖြည်းဖြည်းနဲ့အောင်မြင်လာတဲ့အခါမှာတော့သူမရဲ့ကိုပိုင်စီးပွားရေးကိုစဉ်းစားပြီးပုဂံမှာပုဂံမျိုးသူဟိုတယ်ကိုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်မေမြင့်မိုးကပုဂံမျိုးသူ ူဆိုတဲ့ဇာကားနဲ့လည်းလူချိုက်များအောင်မြင်ခဲ့သလိုကိုရိုင်းကလည်းပကံမြေကိုချစ်တဲ့သူဖြစ်တာကြောင့်ပကံမှာပကံမျိုးသူဆိုတဲ့နာမည်နဲ့ပဲဟိုတယ်ဖွင့်လှစ်နိုင်ဖို့စူးစမ်းခဲ့ရပါဘူး။ဟိုတယ်ဖွင့်လှစ်ပေးတဲ့အခါမှာလည်းမင်းမျိုးမကိုရိုင်းဦးစီးဦးဆောင်လုပ်ပြီးသူမရဲ့ဟိုတယ်နာမည်ရလာဖို့အတွက်အတိအချကိုစူးစမ်းခဲ့ရလဲဖြစ်ပါတယ်။ကိုရိုင်းကသာရန်ကုန်မှာနေထိုင်ပေမဲ့ချိန်ရတဲ့ပကံမြေကိုအမြဲလိုလိုသွားလို့ရှိပြီးဟိုတယ်ကိုလည်းအမြဲဂယူဆိုင်နေတတ်ပါတယ်။ မင်းမြင့်မို့ကိုရိုင်းတင်မဟုတ်ဖဲမင်းမြင့်မို့ရဲ့မိဘတွေကလည်းတေချာဦးစီးဦးဆောင်ကဟိုတယ်မှာလာရောက်တဲခိုသူတွေအတွက်အဖေဖြစ်သူကိုရိုင်းကတော့ breakfast ကိုချက်ပြုတ်စီစဉ်ပေးတာပါဒါကြောင့်ဟိုတယ်ဖွင့်ကစားအချိန်တစ်ခုကြာတဲ့အထိမင်းမြင့်မို့ရဲ့ပကံမြို့သူဟိုတယ်ကနမဲကောင်းတဲ့အောင်မြင်တွေကတောင်းရောက်တဲခိုသူတွေလည်းများပြားခဲ့ပါတယ်ဒါပေမဲ့ခုနောက်ပိုင်းမှာတော့ဟိုတယ်ကနမဲရီချနေပြီး barrel view တွေလည်းများလာတာပါ ဘဝရဲ့ view တွေထဲမှာအဆိုးဆုံးကတော့အစားအသောက်မကောင်းတာဖြစ်ပြီးဈေးကြီးပေးရတာနဲ့မတန်ဘဲဖြစ်နေတာပါမနက်စာ buffet ပါပေမဲ့ကျွေးတဲ့အစားအသောက်မင်းညူးတွေကအတော်ကိုနည်းနေတာဖြစ်ပြီးထမင်းစီစံထမင်းကြော်ဘရာကြော်ဟင်းရွက်ကြော်တို့လိုမင်းညူးတချို့သာပါဝင်တာဖြစ်ပါတယ်ဟိုတယ်တိုင်းမှာရတဲ့ကျောင်းကြော်တော်မပါဘဲကျောင်းကြော်ခိုင်းတဲ့အခါမှာလည်းဝန်တန်းတွေကမကြော်ပေးခြင်းနဲ့မျက်နှာချိုးမျိုးနဲ့ကြည့်ရလဲဖြစ်ပါတယ်ဒါအပြင် breakfast time ကို9နာရီကနေ9နာရီတက်မှတ်ထားပေမဲ့မနက်7နာရီလောက်ထဲကအစားအသောက်တွေကုန်သွားပြီးပြန်ဖြည့်ဖို့ကိုလည်း customer ဘက်ကပြောမှ ဖြည့်ပေးတာကြောင့်အလိုက်မသိဘူးလို့လည်းပြောခံနေရပါတယ်။အစားထုတ်တယ်မကပဲဟိုတယ်ဝန်ထမ်းတွေကလည်းအချိုးမပြေတာကြောင့် customer service ညံ့နေဆိုတဲ့ဘရက်ဗျူးတွေကလည်းတက်နေတာဖြစ်ပါတယ်။ မင်းမြို့မတော်ဟိုတယ်ကပတ်စံရှိလို့ဖွင့်ထားရုံသာဖြစ်ပြီးဟိုတယ်အကြောင်းလဲလုံးဝနားမလည်တဲ့ပုံစံပေါက်နေကြတာပါအခန်းတွေထဲမှာဆိုရင် reception ကိုဖုန်းဆက်ဖို့ line ကွဲဖုန်းနံပါတ်တွေလည်းမပေးထားသလိုကိုဖုန်းပြီနဲ့ကို reception ကိုဆက်တာတော့အများနဲ့ဆက်ပိတ်ထားတာကြောင့် customer အနေနဲ့စိတ်နှောက်ယှက်ဖြစ်နေကြတာပါ reception ကိုဖုန်းဆက်မရလို့ကိုရင်းစင်းသွားရတဲ့ညတွေကများတယ်ဆိုပြီး customer တယောက်ကခီးသွား group တစ်ခုမှပြောထားတာလည်းဖြစ်ပါတယ်ဒီလိုအကြောင်းတွေတင်မကသေးပဲဟိုတယ်တစ်ခုအနေနဲ့တန်ရှင်းတက်ရက်ရမယ့်ဂုံပုတ်တွေမရှိတဲ့အပြင် မိဖို့ဆောင်ကလည်းမှောင်မဲဆုပ်ပြတ်နေကြောင်း review တွေရေးထားကြတာဖြစ်ပါတယ်။ဒီလိုအခြေအနေတွေကိုကြုံတွေ့နေရတာကလည်းတယောက်မဟုတ်နှစ်ယောက်မဟုတ်တာကြောင့်မင်းမြို့ရဲ့ပကံမြို့သူဟိုတယ်ကအတော်ကိုနမည်ဖြတ်တီထွက်ရှိနေတာပါ။ဒါပေမဲ့လူတချို့ကလည်းဒီ review တွေကတည်င်းအမှားတွေသာဖြစ်ပြီးသူတို့ဒဲစင်ကအဆင်ပြေတဲ့အကြောင်းပြန်ဖြေရှင်းလာတာတွေလည်းရှိပါတယ်။ ဘရက်ဘျူရီထဲကအတိုင်းအစားတော့လည်းမစိုးသလိုကက်စတမာဆာဗစ်ကလည်းအဆင်ပြေကြောင်းအက်သရီကိုအလေးထားယူဆိုင်ကြောင်းမိဖို့ဆောင်ကလည်းမှောက်မဲဆုတ်ပြတ်နေတာမဟုတ်ဘဲမင်းမြို့ရဲ့အဖေကိုယ်တိုင်ဥဆောင်ပြီးမနက်စံတော်ပြင်ပေးကြောင်းစသဖြင့်ပြန်ဖြေရှင်းလာကြပါတယ် ဒါကြောင့်မင်းမြို့မိုးရဲ့ပကံမြို့သူဟိုတယ်သတင်းကမှန်မမှန်အတိအကျမသိရသလိုမင်းမြို့မိုးကိုရိုင်းကလည်းဘာမှဖြည့်ရှင်းလာတာမျိုးမရှိသေးပါဘူး။ဒါကြောင့်မင်းမြို့မိုးရဲ့ပြည်သက်တွေကတော့သူတို့မင်းသမီးကိုနမယ်ပြတ်ထွက်အောင်တမင်ချောက်ချတာလို့ယူဆနေကြပါတယ်။ပြည်သက်တို့အနေနဲ့ရောအစားအသောက်ကအစား customer service အဆောင် barrier view တွေတန်းစီတက်နေတဲ့မင်းမြို့မိုးရဲ့ပကံမြို့သူဟိုတယ်နဲ့ပတ်သက်ပြီးမြင်လေးတွေကိုခမမပြပြခဲ့ပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပြောရွှင်ပါစေ။